မြေရှုမိုးပြန်ဆိုတဲ့အဘိညာဉ်တကိုယ်ရရရှိခံစားနိုင်ခဲ့တဲ့ခေတ်ဟာပေါ်ထွန်းခဲ့သေးတယ်။အေးလူတွေမသိနိုင်တဲ့ဆွမ်းတတ္တိရသော်ဗျာလက်ထက်ကဘလောက်ထီအောင်လေ့ကျင့်လို့ရသလဲလို့ဆိုလို့ရှိရင်ကိုကျင့်တရားအခြေခံပြီးတော့တမာတိမြင်မှလာအောင်ကြိုးစားအထောက်လိုက်မယ်။တမာတိစွမ်းအားတွေတက်လာမယ်ဆိုလို့ရှိရင် လူတွေဟာလက်ရှိခန္ဓာကိုယ်ကြီးကပေါ်ပါပြီးကောင်းရင်ပြတ်တဲ့သွားနိုင်လောက်တဲ့အနေထားမျိုးလေမြန်တို့လိုယောဂုထုပစ္စည်းကိုမှီပြီးတော့ကောင်းရင်ပြတ်နိုင်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ပဂတိခန္ဓာကိုယ်နဲ့ပင်ကောင်းရင်ကိုကြွတ်တဲ့သွားနိုင်အောင်လုပ်နိုင်တယ်ဤစနစ်တည်းဟာစိတ်စွမ်းအားနဲ့သွားတာသာဖြစ်တယ်နော်စိတ်စွမ်းအားကိုအသုံးချလိုက်တဲ့အခါမှာမြေရှိုးမိုးပြန်ဆိုတဲ့ အဘိညာဉ်တွေကိုရရရှိခံစားနိုင်ခဲ့တဲ့ခေတ်ပေါ်ထွန်းခဲ့သေးတယ်နောက်ပိုင်းမှာစိတ်ပိုင်းဆိုင်ရာလူတွေရဲ့စွမ်းစားတွေဟာကျဆင်းလာတဲ့အခါကျတယ်ထိုဆင်းကိုမရောက်နိုင်ကြတော့ဘူးဘလောက်ဝေးလံတဲ့နေရာပဲဖြစ်ဖြစ်တယ်လီစကုပ်တို့မိုက်ခရိုစကုပ်တို့ဆိုတာမပါပဲနဲ့အဝေးကိုတယ်လီစကုပ်မပါပဲနဲ့လည်းကြီးနိုင်တယ် သေးတာလေးတွေကိုမိုက်ခရိုစကုပ်မပါဘဲနဲ့လည်းချိနိုင်နေဆိုတဲ့အဓိပ္ပာယ်စက္ခုဆိုရတယ်လူရဲ့စွမ်းစာထဲမှာရှိဒါလည်းမကဘူးချားကွယ်နေတဲ့အရာကိုပဲဖောက်ထွင်းမြင်နိုင်စွမ်းရှိတယ်ဟောဒါတွေကရှားနိုင်တဲ့ဤစနစ်တွေနဲ့ကျင့်ကြံကြုတ်ကိုအထောက်အထားလမ်းစဉ်တွေလွယ်တော့လွယ်တာမဟုတ်ဘူးစိတ်ဆွမ်းအားကို ဒီစနစ်တွေအတိုင်းကျင့်တဲ့ကြိုးကိုအထုတ်လို့စိတ်ကိုပိုင်နိုင်သွားပြီဆိုလို့ရှိရင်ဒီအဆင့်တွေကိုရောက်သွားနိုင်တယ်ပေါ့အဲ့တော့လူတွေရဲ့စိတ်ဆွမ်းအားဟာလွန်ကြီးမားလို့ကောင်းကင်ဘုံလို့လူတွေမော့ချင်နေရတဲ့တကူရှင်ကြီးတွေရှိကောင်းကင်ဘုံတော့လူတွေရောင်းနိုင်စွမ်းရှိလာတယ်